စီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မတ်လ14ရက်နေ့သမစီမပရိုင်တိုင်းမြစီမပင်မသတင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့အစီအစဉ်ကိုကျမရွှေနွယ်ကတင်ဆက်ပေးသွားမှာပါဒီကနေ့အစီအစဉ်မှာ KIA နဲ့ TNL ကြားပုတ်တိုင်းမှုတွေကိုမျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်းမှာကပြင်လဲနိုင်မယ်လို့ NUG ပြောတဲ့သတင်းတထုံမှာနှစ်နှစ်ဝန်းကျင်အရွယ်မိန်းကလေးငယ်တဦးအာရမပြုကျင့်ခံရမှုနဲ့ဦးလေးတော်ဆက်သူအမှုဖွင့်ခံထားတဲ့အကြောင်း ထိုင်းနယ်စပ်အနီးမှာရှိတဲ့ပူလူတူတပ်စခန်းကုန်းကို KNU အပြည့်သက်သိမ်းပိုက်လိုက်တဲ့တဲ့င်းနဲ့ AFP သတင်းဌာနနဲ့အတူတခြားသတင်းအေဂျင်စီတွေရဲ့ contract ကိုဖျက်တောက်ဖို့တမရထရန့်မြေအကြံပေးလှုပ်ဆောင်နေတဲ့သတင်းအပါအဝင်တခြားရည်ကြည်သတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ကချင်လူမျိုးရေးတမတော် KIA နဲ့တန်းမျိုးသားလူမျိုးရေးတမတော် TNL တို့ကြားမြေပြင်အငင်းပွားမှုတချို့ဖြစ်ပေါ်နေတဲ့အောက်ခြေပွတ်တိုင်မှုတွေကလူမျိုးရေးအမုံတရားစီမကျေပြန့်သွားစေဖို့နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ထိန်းချုပ်နိုင်မယ်လို့ယုံကြည်ကြောင်းနဲ့နှစ်ဖက်မျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်းမှာကပြဿနာအများစုအခက်အခဲမရှိဖြေရှင်းပြေလည်စေလိမ့်မယ်လို့နားလည်ထားကြောင်းမြို့သားညညွေးဆိုရ NUG ကဒီကနေ့မတ်လ14ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်နိုင်ငံရေး ကိစ္စတွေကိုနိုင်ငံရေးနည်းလမ်းနဲ့ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ကြရမှာမြို့သားညညွေအစိုးရအနေနဲ့လိုအပ်တယ်လို့ကုညင်ဆောင်ရွက်ဖို့အသင့်ရှိကြောင်းလည်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နှစ်ဖက်အဖွဲ့အစည်းတွေအကြဘိုးအဆင့်ဆွေးနွေးမှုတွေလှုပ်ဆောင်မယ်လို့ဖော်ပြလာကပြည်သူလူထုရဲ့သဘောဆန္ဒကိုရယူမယ်လို့ဖော်ပြလာတာတွေကအပြုသဘောဆောင်ပြီးပြည်သူကိုမျက်နှာမူတဲ့ပြရုပ်တွေဖြစ်တာကြောင့်မြို့သားညညွေအစိုးရအနေနဲ့ကြိုးဆိုချောင်းလဲဆိုထားပါတယ်။ ပြည်ခဲ့တဲ့မတ်လ၈ရက်နေ့မှာ KIA နဲ့ TNL ကြားအငင်းပွားမှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကရှမ်းမြောက်လူတို့နဲ့ဒီကြားတဲ့အစည်းအဝေးလုပ်မယ်လူတို့ရဲ့သဘောထားရယူပြည့်ရတော့ဆုံးဖြတ်ချက်ချနိုင်မယ်ထင်ပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်အခု2025ခုနှစ်ပထမနှစ်လကျော်ကြာကာလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းကော့ခိုင်မြို့နယ်နမ်ဖက်ကာမြို့နမ်မတူးမြို့နယ်မုံဝီကျေးရွာမိုးမိတ်မြို့နယ်မန်တုံမြို့တို့မှာ KIA နဲ့ TNL တပ်ဖွဲ့ဝင်တွေကြားပြိပက္ခဖြစ်ပွားမှုတွေရှိနေပြီးတော့ကိုတီ လက်ရောက်ထိုးကျိတ်တာတွေလည်းခက်စိတ်စိတ်ဖြစ်ပေါ်နေပါတယ်။လက်တလုံးမှာမမိတ်ဆက်ဆံရေးမပြတ်စေဖို့နဲ့အောက်ခြေပွတ်တိုင်မှုတွေထပ်မံမဖြစ်ပွားစေဖို့ဘိုးကိုတွဲဆောင်မှုစပို့ထားပြီးဖြစ်တယ်လို့ DNL ပြောခွင့်ရသူလူရည်ဦးကမြစီမကိုမက်လပထမပတ်ထဲမှာပြောဆိုထားပါတယ်။အလားတူ KIA အနေနဲ့လည်းမာမိတ်ဆက်ဆံရေးမပြတ်ပြားဖို့နဲ့ဘိုးအဆင့်တွဲဆောင်ဆွေးနွေးအဖြေရှာဖို့လိုလားပြီးဒီအတွက်ညှိနှိုင်းနေတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ရှိသူဘုံမူကြီးနော်ဘူးကလည်းမျက်စိမှောက်ကိုပြောဆိုထားပါတယ် KIA နဲ့ TNL တို့ကတိုင်းသားလက်နက်ကိုင်းအဖွဲ့အစည်းခုနှစ်ဖွဲ့နဲ့စုဖွဲ့ထားတဲ့ပြည်တော်စုနိုင်ငံရေးဆွေးနွေးရေးညှိနှိုင်းကော်မတီ FPNCC အဖွဲ့ဝင်တွေဖြစ်ကြပါရဲ့ရှင်။ တထုံမြို့နယ်မှာအသက်တနှစ်နဲ့ရှစ်လအရွယ်မိန်းကလေးငယ်တဦးအာဓမပြုကျင့်မှုနဲ့ဦးလေးတော်ဆက်သူကိုထအောင်ကိုတထုံမြို့နယ်ရဲစခန်းမှာဖမ်းဆီးထိန်သိမ်းထားပြီးတန်းငယ်မရိမှုရာဇသက်သက်ကြီးပုံမှန်3ခွန်6အရွယ်မရောက်သေးသူကိုခိုးယူမှုပုံမှန်36တတိုနဲ့အမှုဖွင့်ထားတယ်လို့သတင်းရရှိပါရယ်။ဝန်ပြည်နယ်တထုံမြို့လက်အင်းဝါတော်လမ်းမှာနေထိုင်တဲ့မိန်းကလေးငယ်ကိုအသက်16နှစ်အရွယ်ရှိတဲ့ကိုထအောင်ကမတ်လ10ရက်နေ့ည9:00လောက်မှာကလေးမိဘတွေနေအိမ်မှာမရှိခိုင်းနေအိမ်အနောက်ဘက်မြောင်းထဲကိုခေါ်ဆောင်လာ အာဓမပြုကျင့်ခဲ့တာဖြစ်တယ်လို့ကလေးရဲ့အတော်ဖြစ်သူကမျက်စိမှောက်ပြောပါရယ်ကိုထအောင်ကကလေးဖခင်နဲ့တဝမ်းခွဲညီတော်ဆက်ကနေအိမ်ချင်းကလေးရမနေထိုင်သူဖြစ်တာကြောင့်ကလေးနဲ့အနှဲငယ်ရင်းနှီးမှုရှိတယ်လို့သိရပါရယ်အဲ့ဒီနောက်မတ်လ9ရက်နေ့မနက်ပိုင်းမှာကလေးကိုပြန်လဲရှာဖွေတွေ့ရှိခဲ့ပြီးကလေးကအာဓမပြုကျင့်ခံထားရတာကြောင့်သတိလင့်နေတဲ့အနေအထားဖြစ်ကစိုးရိမ်ရတာကြောင့်လူမှုကွန်ရက်အတင်းထံကိုအကြောင်းကြားခဲ့ပြီးဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့သိရပါရယ်လက်ရှိမှာတော့ကျူးလွန်ခံထားရသူကလေးငယ်ကအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ င်မရှိတော့ပေမဲ့ရန်ကုန်စေယုံကြီးမှာစေကုတမှုခံယူနေရဆဲဖြစ်ပါတယ်။ဒါအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းရှိနေပြီးခါတိုင်းနဲ့မတူညီတော့ပဲအလွန်အမင်းကြောက်စိတ်ဝင်နေတယ်လို့အတော်ဖြစ်သူကပြောပါတယ်။ကိုထောင်ကကြာပန်းအလုပ်လုပ်ကင်ပြီးတော့သူကမိမနှစ်ဦးနဲ့အိမ်အောင်ကြဖူးခဲ့ရာလက်ရှိပေါင်းတင်နေထိုင်နေတဲ့ဒုတိယဇနီးနဲ့ရန်ဖြစ်ထားတာကြောင့်ဇနီးပြည်သူကတခြားနေရာမှာတွားရောက်နေထိုင်နေတယ်လို့လည်းသိရပါပါတယ်ရှင်။ မြန်မာတိုင်းနယ်ဇက်ပိုင်ချုံမြို့နယ်အတွင်းမှာရှိတဲ့တက်တန်းရင်ပူလူတူတက်စခန်းကိုဒီကနေ့မတ်လ14ရက်နေ့မနက်ပိုင်းမှာကေမျိုးသားစီယုံ KNU ဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကအပြစ်သက်တင်ပိုက်လိုက်ကြောင်းမြေပြင်စီရေးသတင်းမြစ်တွေကမျိုးစိမကိုအတီးပြုပြောပါရယ်ဒီစခန်းကိုတင်ပိုက်ဖို့အတွက် KNU လောက်ကန်ကေမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ February လနှောင်းပိုင်းကစတင်ကနေ့စဉ်ဇက်တိုက်တိုက်ခိုက်နေကြတာဖြစ်ပါရယ်အထူးသဖြင့် drone ဘုံတွေကိုအသုံးပြုပြီးတော့ပြင်းထန်စွာထိုးစစ်ဆင်ခဲ့ကဒီကနေ့မနက်ပိုင်း ်မှာတိုက်ပွဲတွေပုံမပြင်းထန်လာပြီးနောက်ဆုံးမှာတော့စခန်းကုန်းကိုအပြစ်သက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကင်း information center KIC ရဲ့ဒီကနေ့သတင်းဖော်ပြချက်အရတိုက်ပွဲအတွက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အ ਨੇ ဆုံး2ဦးသေဆုံးခဲ့ပြီးလက်နက်နဲ့တကွထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားသူ17ဦးရှိတယ်လို့သိရပါတယ်။ KNL ပူးပေါင်းတပ်ကစခန်းကိုအပြစ်သက်တိုက်ခိုက်စမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ခွဲမှု2ဦးအပါအဝင်2ဦးသေဆုံးပြီးတော့4ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ကျန်းတဲ့17ဦးကတော့လက်နက်နှစ်လက်ကိုယူဆောင်ပြီးတော့တောင်ရင်မြစ်ကိုဖြတ်ကူးကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU တပ်မှ9လောက်ကန်တရင်22ကတရ ရမှုဒုတိယပုံမူကြီးစော့ပလဲကလည်းအတည်ပြုပြောကြောင်း KNC ကသတင်းဖော်ပြပါဗျာ။ ခရန်ညတမ9နှစ်မြည်အတွင်းမှာရှိတဲ့ပိုင်ကြုံမြို့နယ်မှာတည်ရှိတဲ့ပူလူတူတပ်စခန်းကစကောက်စီတပ်ဖွဲ့ဝင်အ ਨੇ ဆောင်30လောက်တပ်ဆွဲထားခဲ့တာဖြစ်ပါတယ်။စကမ်းမကြရှုံစီဖို့အတွက်စကောက်စီဘက်ကဂျက်တိုက်လျင်တွေနဲ့လေကြောင်းပစ်ကူပေးခဲ့ပေမဲ့ထိမ့်သိမ့်နိုင်ခြင်းမရှိပဲနောက်ဆုံးမှာတော့စကမ်းကိုလက်လွတ်လိုက်ရတာပါ။ထိုင်းတရင်ဌာနတွေကလည်းစကောက်စီတပ်ဖွဲ့ဝင်တချို့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာကြောင်းတိုက်ခိုက်တိုက်စုံမှုတွေရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ ီတိုက်ပွဲကြောင့်အနီးအနားမှာရှိတဲ့ကလီဖိုကလိုကျေးရွာအပါအဝင်ကျေးရွာတွေကဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်။တိုက်ပွဲပြင်းထန်မှုကြောင့်ဒေသတွင်တင်းမာမှုတွေဆက်လက်ရှိနေပါတယ်ရှင်။ တနင်္လာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာစကောက်စီဘက်ကလေချောင်းနဲ့ရေချောင်းကနေပစ်ကူပေးခဲ့တဲ့လက်နက်ကြီးတွေကြောင့်နိုးစုအရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူအမျိုးသမီးတအူစုစုပေါင်းဒေသခံ၃ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့တော်လိုင်းအင်အားစုတွေနဲ့ဒေသခံတွေထံကသိရပါဗျ။မတ်လ23ရက်နေ့မှာလက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနဲ့လောင်းလုံးမြို့နယ်မောင်မကန်ချီရွာမှာရှိတဲ့မောင်မကန်နယ်မြေရဲစခန်းတို့ကိုတော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအဲ့ဒီနေ့မနက်ပိုင်းကနေနေ့လယ်ပိုင်းအထိတိုက်ပွဲတွေဖြစ်ပွား ွားခဲ့ရလို့သတင်းမြစ်ကပြောဆိုပါရယ်။လျင်းနဲ့နှစ်ကြိမ်ပုံကျဲပြီးတော့ရေတက်စစ်တင်းမော်ကနေလည်းနက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လောင်းလုံးမြို့နယ် LLPDF ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကလည်းမျက်စိမှောက်ကိုပြောပါရယ်။ဒီတိုက်ပွဲအတွက်မှာစစ်ကောင်စီဘက်ကလေးချောင်းကနေပုံကျဲဆက်လက်နဲ့တိုက်ခိုက်မှုပင်လယ်ပြင်မှာရှိတဲ့စစ်တင်းမော်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးမှုတပ်စခန်းနဲ့ရဲစခန်းကနေလက်နက်ကြီးတွေပစ်ခတ်တာတွေလည်းလုပ်ခဲ့တယ်လို့သိရပါရယ်။တိုက်ပွဲဖြစ်ပွားရာနေရာကလုံလုံမြို့ပေါ်နဲ့6မိုင်လောက်သာကွာဝေးပါတယ်။ တိုက်ပွဲတွေအတွက်မှာနှစ်ဖက်တပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်မှုတွေကိုတော့အတိပြုလို့မရသေးပါဘူး။ ဒီကနေ့မတ်လ14ရက်နေ့မှာတော့လောင်းလုံးမြို့အတွင်းမှာပြစ်ခတ်မှုမရှိငြိမ်သက်နေပေမဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီးတော့စစ်ဆေးမှုတွေလည်းတင်းကျပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။လောင်းလုံးမြို့နယ်အတွင်းမှာပြစ်ခဲ့တဲ့မတ်လအစောပိုင်းကစတင်ပြီးစစ်ရေးအခြေအနေတွေတင်းမာကစစ်ကောင်စီကအစစ်ဆေးတင်းကျပ်နေတာလို့သတင်းမြစ်တွေကပြောပါတယ်။ပြစ်ခဲ့တဲ့မတ်လ10ရက်နေ့ကလည်းလောင်းလုံးမြို့ပေါ်ရဲစခန်းထွေဥယုံနဲ့မြို့နယ်ဆာယာဖာယုံတွေတိုက်ခိုက်ခံရခံရတာရှိခဲ့ပြီးစစ်ကောင်စီဘက်က10ဦးထပ်မံနေတိုက်ဆုံခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောဆိုပါတယ်ရှင်။ you ခုဆက်လက်ပြီးတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကြည့်ရှုအားမှာပါ AFP သတင်းဌာနနဲ့အတူတခြားသတင်းအေဂျင်စီတွေရဲ့ contract ကိုဖျက်တောက်ဖို့တမရထရန့်ရဲ့အကြံပေးလှုပ်ဆောင်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါမြစီမဝိုင်းတော်သားကိုဆိုင်ခန့်ကပြောပြပေးပါမယ်ရှင်။ပြည်ထောင်စုအေဂျင်စီနဲ့နိုင်ငံတကာသတင်းအေဂျင်စီတွေအကြားနှစ်ပေါင်းများစွာချုပ်ဆိုထားခဲ့တဲ့ contract စာချုပ်တွေကိုပယ်ဖျက်ပစ်ဖို့လှုပ်ဆောင်နေကြောင်းတမရထရန့်ရဲ့အကြီးအကဲအကြံပေးဖြစ်သူကကြာသပတေးနေ့မှာပြောပါရတယ်။ ဒီပြည်တော်စုအေဂျင်စီဟာအမေရိကန်အစိုးရကငွေကြေးထောက်ပံ့ထားတဲ့သတင်းဖွဲ့စည်းတွေကိုကြီးကြပ်အုပ်ချုပ်ရတဲ့အဖွဲ့ဖြစ်ပါတယ်။ AFP ရော်ဒါနဲ့ AP လုံးနဲ့ချုပ်ဆိုထားတဲ့ contract စာချုပ်တွေကိုဖျက်သိမ်းဖို့လှုံ့ဆော်နေတယ်လို့သတင်းသမားဘဝကနိုင်ငံသမားအဖြစ်ကူးပြောင်းလာသူလည်းဖြစ်တမရထရန့်ရဲ့အမာခံတစ္ဆာခံတဦးလည်းဖြစ်တဲ့ကာရီလိတ်က X social media ပေါ်မှာ post တင်ပြောကြားခဲ့ပါတယ်။ သတင်းတွေဘာဖြစ်နေလဲဆိုတာကိုပြောဖို့ကျမတို့ကပြင်ပသတင်းကုမ္ပဏီတွေကိုငွေမပေးတင်ပါဘူးလို့သူကပြောသွားပါတယ်လိတ်ဟာကမ္ဘာမီဒီယာ American Agency USA GM ကို အရင်လကအထူးကြံပေးဖြစ်စတင်ဝင်ရောက်လာခဲ့ပါတယ်။ဒီပြည်ထောင်စု agency ဟာပြည်ပမှာရှိတဲ့သတင်းစင်စာလုံးမှုတွေကိုတိုက်ခိုက်ဖို့နဲ့သတင်းတင်ဆက်တဲ့မီဒီယာဖွဲ့စည်းတွေကိုကြီးကြပ်တဲ့လုပ်ငန်းကိုလုပ်ရပါတယ်။ ဒီအထဲမှာအမေရိကန်အတန်းလွတ်လပ်သောဥရောပအတန်းလွတ်လပ်သောအာရှအတန်းတို့လည်းပါဝင်ပါတယ်။ကမ္ဘာမီဒီယာ American Agency နဲ့ချုပ်ဆိုထားတဲ့မလိုအပ်တဲ့သတင်းဌာန contract စာချုပ်တွေကိုပယ်ဖျက်ပစ်ဖို့ကျွန်မဒီနေ့ပဲစတင်လှုပ်ဆောင်နေပါပြီ။ဒီအထဲမှာ AP, Router နဲ့ AFP တို့နဲ့ချုပ်ဆိုထားတဲ့ဒေါ်လာတန်ပေါင်းများစွာတန်တဲ့ contract စာချုပ်တွေလည်းပါဝင်ပါတယ်လို့လက်ကပြောသွားပါရစေ။ တရင်တွေကိုကျမတို့ဖာသာထုတ်လုပ်တင်နေဒါကိုလုံးဖို့မဖြစ်နိုင်ဘူးဆိုရင်ဘာလို့မဖြစ်နိုင်တာလဲဆိုတာအမေရိကန်ခွန်ထမ်းပြည်သူတွေသိတင်တယ်လို့သူကစက်ပြောသွားပါတယ်။ AFP ဟာ USA GM အုပ်ချုပ်မှုအောက်ကတရင်ဌာနတွေကိုတရင်စာသားဓာတ်ပုံဗီဒီယိုတွေပေးသွင်းဖို့နှိရှေကန်ထရိုက်စာချုပ်အများအပြားချုပ်ဆိုထားပါတယ်။ UNRWA ပြောလဲခြင်းကပါလက်စတိုင်းကလေးတငယ်မျိုးဆက်တစ်ခုလုံးကိုပျက်စီးစေလိမ့်မယ်လို့အေဂျင်စီအကြီးအကဲပြောကြားတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ပါလက်စတိုင်းဒုက္ခသည်တွေအတွက်ကုလအေဂျင်စီဖြစ်တဲ့ UNRWA သာပြောလဲသွားပါကကလေးတငယ်မျိုးဆက်တစ်ခုလုံးရဲ့ပညာရေးကိုပိတ်ပင်ရရောက်လိမ့်မယ်လို့အေဂျင်စီအကြီးအကဲကကြာတာပြင်းနေမှာသတိပေးလိုက်ပါတယ်။ပိုပြီးအစွန်းရောက်အောင်မျိုးစေ့ချပေးလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်လို့လည်းသူကပြောလိုက်ပါတယ်။ ။စူဝါလာတဲ့ဗန်နာအခြေအနေကိုထောက်ပြရင်အေဂျင်စီအကြီးအကဲဖီလက်နာဇာရီနီကအေဂျင်စီအကြုံတွေ့နေရတဲ့တကယ့်အန္တရာယ်က ပြိုလဲပြက်စီသွားမှာဖြစ်ပါတယ်လို့ပြောဆိုသွားပါတယ်။ဒီလိုတကယ်သာဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ကကလီမျိုးဆက်တစ်ဆက်စာကိုစတဲ့ရရောက်လိမ့်မယ်။သူတို့တွေပညာကောင်းကောင်းသင်ခွင့်မရဘဲဖြစ်သွားလိမ့်မယ်လို့ AFP သတင်းဌာနကိုပြောဆိုသွားပါတယ်။ပါလက်စတိုင်းဒုက္ခသည်တွေအတွက်ကုလသမဂ္ဂကယ်ဆယ်ရေးနဲ့ထောက်ပံ့ကူညီရေးအေဂျင်စီ UNRWA ကပါလက်စတိုင်းဒုက္ခသည်တွေလိုအပ်နေတဲ့အထောက်ပံ့ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုလိုဝန်ဆောင်မှုတွေကိုဆယ်စုနှစ်ခုနှစ်ခုကျော်လောက်ပေးလာခဲ့တာဖြစ်ပါတယ်။ ဒီဖွဲ့စည်းကဂါဇာအနောက်ဘက်ကန်လက်ဗနွန်ဂျော်ဒန်ဆီးရီးယားတို့ကပါလက်စတိုင်းဒုက္ခသည်6တန်းနေပါအဲ့အတွက်အသက်သွေးကြောဖြစ်တယ်လို့လည်းလာဇာရီနေကပြောပါတယ်။ဒါပေမဲ့ဟားမတ်စ်အဖွဲ့က2023ခုနှစ်အောက်တိုဘာ9ရက်နေ့မှာကျောင်းမတ်ဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးကတည်းက UNRWA ဟာအစ္စရေးအတွက်ဝေဖန်စရာပြစ်မှတ်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ဂါဇာဒေသကိုဖုတ်ဖွတ်ညံ့ညံ့ကြီးသွားစေတဲ့အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေပေါ်ထွက်လာခဲ့ပါတယ်။ UNRWA ဝန်ထမ်းတချို့ဟာမတ်ရဲ့တိုက်ခိုက်မှုမှာပါဝင်ခဲ့တယ်လို့ယမန်နဲ့အစော်ပိုင်းကအစ္စရေးကဆွဆွဲခဲ့တာကြောင့်ငွေကြီးချိုတက်နေပြီဖြစ်တဲ့ဒီအေဂျင်စီကိုနိုင်ငံတချို့ကအ ਨੇ ဆုံးတော့အကူအညီတွေယာယီရပ်တန့်တာမျိုးလုပ်ခဲ့ပါတယ်။အခုနှစ်အစော်ပိုင်းမှာတော့အစ္စရေးက UNRWA နဲ့အဆက်အသွယ်တွေဖျက်ပစ်လိုက်ပြီးအစ္စရေးမြေပေါ်မှာလုပ်ငန်းဆောင်ရွက်ခွင့်တွေကိုပိတ်ပင်ခဲ့ပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေကိုတော့မြစိမဝန်တော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားပါတယ်ရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စီ2100ချက်၊ပြင်ပပေါ့စီ4440ချက်၊စကပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စီ1589.46ချက် ြင်ပပေါက်စင်3324ကျပ်ဒူရပတရူရိုကိုစစ်ကောင်စီတတ်မှတ်စင်2288.58ကျပ်ပြင်ပပေါက်စင်4841ကျပ်ခိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စင်62.33ကျပ်ပြင်ပပေါက်စင်132.31ကျပ်မလေးရှားတပင်ကိုစစ်ကောင်စီတတ်မှတ်စင်485.22ကျပ်ပြင်ပပေါက်စင်1003ကျပ် ပေါက်ဈေးရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကိုရွှေကုန်သဲအသင်းသတ်မှတ်ဈေး54သိန်း8000ကျပ်ပြင်ပပေါက်ဈေး68သိန်း8000ကျပ်15ဘဲတစ်ကျပ်သားကိုရွှေကုန်သဲအသင်းသတ်မှတ်ဈေး53သိန်း3,500ကျပ်ပြင်ပပေါက်စီ63သိန်း9,000ကျပ် ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုံတွေကတော့ဒီဇယ်1လီတာကို2655ကျပ်၊ပရီမီယံဒီဇယ်1လီတာကို3285ကျပ်၊အော်တိတ်92 1လီတာကို3080ကျပ်၊အော်တိတ်95 1လီတာကို3135ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါ73စီစင်းနှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6890ကျပ်ပြင်ပပေါက်စီ1500ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမစီမပရိုင်တိုင်းမစီမပင်မာသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပါ ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။ဓမ္မစီမပရာနိုင်အစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။